ဒီဗီဒီယိုဖိုင်လေးမှာလူငယ်တွေအတွက်လေးစားအားကျစရာကောင်းတဲ့လူတယောက်ကြောင့်ကိုပြောပြခြင်းပါတယ်သူ့နာမည်ကိုပြောလိုက်ရင်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့လူကြီးလူငယ်လူလက်ကလေးအတော်များများသိကြမှာသူကတော့အဆိုတော်ရုပ်ရှင်မင်းသားဒီကောင်စာပါရေးတယ်ထင်ပါတယ်ဆိုင်ဆိုင်ခန်းလိုက်ပါ ဆိုင်တိုင်းခန်းလိုင်ကို ကျွန်တော်ကဒီကောင်းဆိုတဲ့နာသားလေးသုံးပြီးတော့ပဲပြောသွားပြမယ်ဒီကောင်းလို့သုံးနေဆိုတာကလည်းသူ့ပုံမှာကျွန်တော်မုန်းတဲ့စိတ်မနာလိုတဲ့စိတ်ပါဆိုဘာမှမရှိပါဘူးဒီကောင်းနဲ့ကျွန်တော်ခင်ပါတယ်ရင်းနှီးပါတယ်ကျွန်တော်ညီလို့နေတဲ့ကောင်းဒါကြောင့်ဒီကောင်းဆိုတဲ့နာသားလေးကိုချစ်စနိုးနဲ့သုံးတယ်လို့ပဲမှတ်ပေးကြတယ်ဆိုင်ဆိုင်ကကျွန်တော်ရဲ့အသက်ငယ်ဒါမှမဟုတ်ဒီကောင်းကအမှုပညာလောကတဲကိုရောက်တာကျွန်တော်လည်းစောတယ် ကျွန်တော်ဆယ်တန်းဆောင်မှုပဲကိုအသေးအံ၃နှစ်မြောက်တတိယဘဝနဲ့ပြန်ဖြေနေရတဲ့အချိန်မှာဆိုင်ဆိုင်က VCD တွေမှာသင်ယူဆောင်လုပ်နေပိတ်ဆောက်ဆောက်လေးနဲ့ပေါ့ဒီကျွန်တော်ရန်ကုန်ကိုတက်လာတယ်လူပညာလောကတွေရောက်တဲ့အချိန်မှာဒီကောင်နဲ့ကျွန်တော်စပြီးစုံခဲ့ကြအောင်အဲ့ဒီကြောင့်ကျွန်တော်ဘယ်တော့မှလည်းမပြောပြပါဘူးဘယ်သူမှလည်းပြောမပြခဲ့ပါဘူးဒါပေမဲ့ဟိုတနေ့ကသူတင်ထားတဲ့ post လေးကိုတွေ့တဲ့အချိန်မှာဒီကောင်အကြောင်းလေးကိုကျွန်တော်ပြောပြခြင်းလားအားကြတဲ့စိတ်တွေ ဖြစ်စီခြင်းလို့ပါအတူယူခြင်းနဲ့စိတ်တည်လူငယ်တွေရင်ထဲမှာပေါ်လာစီခြင်းလို့ဒီကောင်ပါဠိတင်လာလေဆိုတော့အောက်တိုဘာ15ရက်နေ့ကဆေကျော်သက်ရွယ်ကလေးကအမျိုးသားဇက်ယုံမှာတချင်းတူတူဆိုဖို့လက်တွဲခေါ်ခဲ့တဲ့အမကြီးတီရိချီမောင်မောင်သူ့နာမည်ကြီးတချင်းတွေမှာ red light ဆိုရပွဲကလည်းဧခိကနာမည်ကျော်တွေကြီးပဲပထမဆုံး TV မှာဆိုဘူးတာလေမတ်တီရီနဲ့ပဲ MRTV မှာ live သွားဆိုရတာ ဲ့ဒါလေးနဲ့သူနဲ့တီးပြီးချိန်မောင်မောင်ရဲ့ပုံလေးကိုတင်ထားပါသူပြောတဲ့အကြောင်းညာသူပြောတဲ့အမျိုးသားစာရုံမှာတချင်းဆိုခဲ့တဲ့အချိန်မျိုးကိုကျွန်တော်ကထဲထဲဝင်ဝင်တိတိကျကျကိုမှတ်မိပါတယ်သိပါကျွန်တော်နားမှာနေခဲ့ဘူးတဲ့ကျွန်တော်ညီတွေကိုလည်းကျွန်တော်ပြော့ပြော့ပြဖြစ်ပါဘာပြော့ပြဖြစ်တာလဲဆိုတော့ဆိုင်ဆိုင်ရဲ့ဇွဲကြီးတာအကြီးကွန်ထူတာသူလှုပ်ချင်တာသူလှုပ်တဲ့ ဒီဇိုင်းမှမှလုတ်ခဲ့တာစမ်းစမ်းဒီလောကရဲ့စဝင်တော့တေးဥဆောင်ဖြစ်နေသူစဝင်ပါတယ် VCD တွေသူရိုက်တယ်အဲ့ဒီလိုရိုက်နေရတယ်ဒီကောင်သချင်းပြန်ပြောင်းဆိုအချင်းဆိုနေရတယ်တကား VCD ရိုက်တယ်နောက်ပိုင်းသူအောင်မြင်လာတဲ့အခါကျတော့အစိုးရလိုင်းမှာတအားအောင်မြင်လာအဲ့ဒီအောင်မြင်တာကနေတေးဥဆောင်လိုင်းဘက်ကိုဒီကသူကိုယ်တေးဥဆောင်လုံနေတယ်လေသချင်းဆိုဒီနေ့ဒီအချိန်ထိဆိုင်ဆိုင်မှာ ရိသတ်အခိုင်မာရှိနေတော့မှာသူနဲ့ရွယ်လူဒန်းလူတွေတဲမှာဒီအချိန်ထိအောင်မြင်မှုကိုထိန်းထားနိုင်တယ်ဒီကောင်းပါဘာကြောင့်အဲ့လိုအောင်မြင်မှုကိုထိန်းထားနိုင်တယ်လဲဆိုတော့ဒီကောင်းတော်တော်လေးအကျော်မှာပါတော်တော်လေးစူးစားပါတော်တော်ကိုလည်းဒူဝေတာပဲခံနိုင်ရင်ရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်ပြောပြခြင်းလို့သူရဲ့အဲ့ဒီစိတ်ခံစားချက်တွေသူရဲ့အဲ့ဒီစိတ်တက်တိတွေဘယ်မှာကျွန်တော်တွေးခဲ့ရတယ်လဲဆိုတော့ သူရေးခဲ့တဲ့တေဒီဂျင်မောင်မောင်သူ rap လေးတွေလိုက်ဆိုရတဲ့အမျိုးသားကစက်ရင်စင်မြင့်ပေါ့အဲ့ဒီချိန်တုန်းကမြန်မာနိုင်ငံရုပ်ရှင်စီးရုံရံပုံငွေဆိုပြီးတော့ဘဘဗိုလ်လေးတင်အောင်ကဒါရိုက်တာဇက်လန်းစင်ရင်ဒါရိုက်တာကျွန်တော်နဲ့အကယ်ဒမီကိုကိုလေးကတွဲဘက်ဒါရိုက်တာတွေဖြစ်နေမြို့သားစက်ရင်ပြဆက်၃ပုတ်ကကြောင်းမြန်မာပြည်မှာရှိတဲ့နာမည်ကြီးနာမည်ကျော်မင်းသားမင်းသမီးတွေဇက်ပုတ်ဇက်ရံတွေအစိုးရတွေ သူရေးထားတယ်လို့ပေါ့ဒိဋ္ဌိချဲလေးကြည့်ကျွန်တော်တို့ကပြတ်စက်မကခင်မှာ stage show ထွက်ပါတယ်အဲ့ဒီအချိန်မှာနာမည်ကျော်နာမည်ကြီးတွေဆိုကြတာပေါ့တီတီဂျေမောင်မောင်ကလည်းတအားပေါက်နေတဲ့အချိန်တအားဟော့နေတဲ့အချိန်ပထမဆုံးရောက်မှာပဲတီတီဂျေမောင်မောင်တချင်းဆိုတယ်ပိဋကကလက်ကုတ်တန်တစ်ဖြောင်းပြောအဲ့ဒီမှာ rap ဆိုရမယ်အပိုက်မှာဆိုင်ဆိုင်က rap ဆိုတယ်ဒီကောင်ဆိုတဲ့အချိန်မှာအောက်ကနေပြီးတော့ပိဋကကတခဲနဲ့အားပေးတယ် ဒီဘက်ဖြစ်လို့အားပေးတာမဟုတ်ပါဘူးဆဲကြမောင်းထုတ်ကြအဲ့ဒီခေတ်မှာအဲ့ဒီချိန်တုန်းကအမျိုးသားစဲဟုန်လိုနေရာမျိုးမှာဒီ rap စာသားတွေနဲ့အဝင်ဝင်ကြမဖြစ်သေးဘူးဟောဒီကောင်ရဲ့ပုံစံဝတ်စားထားတဲ့ပုံစံကလူငယ်ပဲကြိုက်တာအမျိုးသားစဲဟုန်ကိုလာတဲ့လူတွေအနေနဲ့ကြည့်လို့မရတဲ့ပုံစံပြောအလုံးကဝိုင်းပြီးတော့ဒီကောင်ဩပါပြီးရချင်းခိုင်းနေသို့သောဆိုင်ဆိုင်ဒီကောင်မျက်နှာတစ်ချက်မပြတ်ပေးတဲ့ကူတစ်ချက်မညုံညင်အိုက်တင်တစ်ချက်လွဲမှုသွား သူဆိုရမယ်သူ rap စာတော့သူကတီတီငင်ငင်မဲ့တကောင်ဆိုသွားဟုတ်ပြီပထမဆုံးရက်မှာဒီလို over ဖေးခံလိုက်ရတဲ့အတွက်ပေးသက်ကမကြိုက်တော့ပြလိုက်တဲ့အတွက်နောက်နေ့ဒီမှာများဒီကောင် rap လာဆိုတော့ပါမလားလို့ကျွန်တော်တွေးမိပါတယ်မဆိုလောက်တော့ဘူးလို့လည်းကျွန်တော်ထင်လိုက်မိပါတယ်သို့တော့ဒုတိယမြောက်ညဒီကောင်ရောက်လာတာပဲဒီလိချင်မောင်မောင်ဆိုတယ်ဒီကောင်ဆိုတာပဲပေးသက်ကလည်း ပထမညတုန်းကလိုမျိုးပဲလက်မခံဘူးဒီရက်စာသားတွေဒီကောင်ဆိုးနေတာဟုတ်တိတဲ့အတိုင်းပါပဲဒီကောင်လေးပွက်ထားတဲ့ဝက်စာဟိုလက်ဟန်ချေရနေရအစပေါ့နော်အဲ့မှာပေးသက်ကမကြိုက် မကြိုက်လေဒီကောင်ကတော့သူဆိုးစရာကြီးတော့သူဆိုးနေတာပဲပေးသက်မကြိုက်လို့ဆိုပြီးတော့လည်းမျက်နှာပြတ်မတော့ပေးသက်ကိုညူစုတဲ့ပုံစံနဲ့မပြစိတ်တက်ကြတဲ့ပုံလေဒီကောင်မှမရှိဘူးသူလောက်ရမယ်လို့ကို तू တောင်းဝင်ကြည်စွာအကောင်းဆုံးပြအောင် तू လောက် တတိယမြောက်စရုတ်တမြောက်ဒီလိုပါပဲကျွန်တော်တောက်လျှောက်ကနေတဲ့ရက်ဒီကောင်တောက်လျှောက်လာဆိုတဲ့အချိန်မှာသူလုံးရမယ့်အလုပ်ကိုပဲစိတ်ထည့်ပြီးတော့ပေးသက်စီကနေသူ့တုံ့ပြန်တဲ့အပေါ်မှာသူ respond negative response ဘာမှသူပြန်မပေးသူလုံးစီကရှိတာကိုပဲလှုပ်သွားတယ်ဒီကောင်နဲ့ပတ်သက်ပြောပြကြရည်အများကြီးပါသို့တော့ဒါလေးတစ်ခုကိုပဲကျွန်တော်ပိုင်းဖြတ်ပြီးပြောပြဆိုင်ဆိုင်ကုလိုမျိုးဘာကြောင့်အောင်မြင်တယ်လဲ ဒီရွယ်ထိဘာကြောင့်အောင်မြင်မှုကိုထိန်းထားနိုင်လဲဆိုဒီကောင်မှာအဲ့ဒီစိတ်ရှိလို့ပါသူလုံးဝမဲ့အလုပ်ကိုသူသိတယ်ဘသူတွေဘာပြောပြော သူလုံးဝမဲ့အလုပ်အကောင်းဆုံးဖြစ်အောင်လုပ်တယ်သူယူထားတဲ့တောင်းကိုကြည့်အောင်သူလုပ်တယ်ချီကျူးမှသူလုပ်တာမျိုးမဟုတ်ပါသူ့ကိုကဲရင်လေသူလုပ်တာပဲအပြစ်ပြောလေသူလုပ်တာဟဲ့အောင်စင်မောကစင်ကွာလို့អော်လေ ်သူစွာမဲ့တခြင်းသူရော့မဲ့ red ကိုတော့သူတာဝန်ကြည့်စွာမျက်နှာမပြတ်ပဲရွတ်သွားတာပါဒါကြောင့်မို့လေဒီလိုစိတ်မျိုးရှိလို့လေဆိုင်ဆိုင်ခိုင်းလိုက်ဆိုတဲ့အဆိုတော်မင်းသားနာမည်ကျော်ဖြစ်နေနိုင်ငံကျော်ဖြစ်နေဒီနေ့ဒီချိန်ထိရှိနေနိုင်တာပါဤကုန်းချုပ်အနေနဲ့ပြောပါမယ်လူငယ်တွေအနေနဲ့အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ကြီးပွားချမ်းသာခြင်းနဲ့ဆိုရင် ကိုဘာလုပ်မလဲကိုလုပ်မယ်လို့ဆုံးဖြတ်ထားတဲ့အလုပ်တစ်ခုကိုဘယ်သူတွေကပါပဲဖြောဖြောဘယ်သူတွေကဘလို့ပဲဝေဖန်ဝေဖန်ဘယ်သူတွေကဘလို့ပဲတိုက်ခိုက်တိုက်ခိုက်အမျိုးသားကဆက်ယုံရဲ့စင်မြင့်ပုံမှာစိုင်းဆိုင်ခန်းလိုက်ထားခဲ့တဲ့စိတ်မျိုးထားပြီးတော့သာလုံးကြမယ်ဆိုရင်တစ်ချိန်မဟုတ်တစ်ချိန်စိုင်းဆိုင်ခန်းလိုက်အောင်မြင်ကလေးကြော်ကြားကလေးလူချစ်လူကြီးများတယ်